ဒီဂျိုသားကတ်တုန်ကားလေးဟာ live action လဲထွက်နေပြီဆိုတော့ခါတော်မီလေးတင်လိုက်ပါစေအားလုံးပဲမင်္ဂလာပါ Entropy Gaming ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဂိမ်းလေးဟာ PlayStation 1 platform မှာလူတိုင်းသိကြလိမ့်မယ်လို့တော့မထင်ဘူးကျွန်တော်တော်မှနှစ်ခါလားပဲစောခဲ့ဘူးလေဂိမ်းဆိုင်မှာဂိမ်းခွေရပြတ်သွားတာရယ်ပြီးတော့ဂိမ်းဟာတိတ်ပြီးတော့ popular မဖြစ်တာရဲ့အကြောင်းမစော့ဖြစ်တော့တာပေါ့နော် ဒီလီလိုအန်စတေးဆိုတဲ့ဇလန်းကို1985ခုနှစ်မှာခရစ်စတန်ဒါးစ်ကနေကလေးကတုံးစာအုပ်အနေနဲ့ဖန်တီးထုတ်ဝေခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးအဲ့ဒီနောက်2002ခုနှစ်ဇွန်လ16ရက်နေ့မှာ Walt Disney ကနေကတုံးရုပ်ရှင်အနေနဲ့ယုံတင်ခဲ့တဲ့အပြင်ဇွန်လ18ရက်နေ့မှာလည်း PS1 ဂိမ်းမှာတပါးတည်းဖြန့်ချိခဲ့တာပဲဖြစ်ပါတယ်ဂိမ်းရောရုပ်ရှင်မှာနှစ်ခုလုံးကိုမူရင်းဖန်တီးသူခရစ်စတန်ဒါးကပဲဒါရိုက်တာဖြစ်တာဝန်ယူရိုက်ဦးခဲ့တာဖြစ်ပြီးတော့မှအခု2025ခုနှစ်မှာတော့ ဒီလိုရဲ့ state က live action နေနဲ့ကျွန်တော်တို့ရှေ့မောက်ကိုတစ်ဖက်ပြန်လဲရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ် black and white ဒီတစ်ခေါက်တော့ Chris Sanders က stint နေရာမှာအတန်တရုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့2025ခုနှစ်9လပိုင်း ်23ရက်နေ့ကပဲယုံတင်ပြသခဲ့ပြီးပဲဖြစ်ပါတယ်။ဒီမှာနိုင်ငံကတော့ထုံးစံအတိုင်းတလားလောက်တော့စောင့်ပေါ့နော်။ဒီလိုရဲ့ stick က2003ခုနှစ်မှာ season 2ခုအပိုင်း65ပိုင်းပါတဲ့ series အနေနဲ့ထွက်ရှိခဲ့သေးပေမဲ့လည်းအဲကျွန်တော်ရဲ့ content က movie ဘိုင်းရောက်သွားလို့ game ဘက်ကိုပြန်သွားလိုက်ရအောင်ဒီလို and stick game က2002ခုနှစ်ဇွန်လ16ရက်နေ့မှာ Blitz Games Company ကနေစတင်ဖန်တီးခဲ့ပြီးတော့ ်။ Sony Computer Entertainment America ကနေထုတ်လုပ်ဖြန့်ချိခဲ့တဲ့ 3D Action Platform မှာဂိမ်းမျိုးစားပဲဖြစ်ပါတယ်။ဒီဂိမ်းကို Lilo and Stitch Travel in Paradise ဆိုတဲ့နာမည်နဲ့ဖြန့်ချိခဲ့ပြီးတော့မှ One Player Game ဖြစ်ပါတယ်။သူ့ရဲ့ franchise game အနေနဲ့ PS2 မှာ Lilo and Stitch Experiment 2 6ဆိုပြီးတော့ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ဆိုတော့ကျွန်တော်တို့ဂိမ်းရဲ့ဇာတ်လမ်းပိုင်းကိုဆက်သွားကြမယ်။ အကဒါရီဟာဂျိုသားရင်နေထိုင်တဲ့ဂျိုတခုမှာဒေါက်တာချမ်းပါဂျိုကီပါဆိုတဲ့သိပ္ပံပညာရှင်တယောက်ကဖန်တီးစမ်းသပ်မှု experiment 626ဆိုပြီးတော့တက်ရှိမျိုးစိတ်တကောက်ကိုဖန်တီးလိုက်တယ်။အဲ့လိုတရားမဝင်မျိုးရိုးဗီဇာစမ်းသပ်မှုပြုလုပ်တဲ့အတွက် Galactic Federation ကနေဖန်ဆီးခြင်းကိုခံရတယ်ပေါ့နော်။ဒေါက်တာချမ်းပါကတရားဝင်မှာအယူခံဝင်ပေမဲ့လည်းဖြစ်ချင်တော့သူဖန်တီးလိုက်တဲ့အဲ့ဒီအကောင်ကဘာနဲ့မှတက်လို့မရ၊အလို့မှဖြည့်ဆည်းလို့မရတဲ့အကောင်ဖြစ်နေတဲ့အပြင်သိုးသွန်းတဲ့ဗီဇာကလည်းပါနေရောအရေးယူမှရမှာလို့ဖြစ်နေတာပေါ့။ ဒါနဲ့ကောင်စီကဒေါက်တာဂျမာကိုထောင်ချလိုက်ပြီးတော့ဒီ experiment 626ကိုတော့နင်းနင်းတန်းပေးလိုက်တယ်။ဒီကောင်ကငိုထဲမှာစိုးတဲ့ကောင်ဆိုတော့ဘယ်ရမလဲလမ်းမှာထွက်ပြေးတာပေါ့နော်။အကာသာထဲမှာပြစ်ခတ်မှုတွေဖြစ်စက်တွေလည်းချုပ်ရင်းပြီးတော့သူ့ရဲ့ရင်ကကဘာမြေပေါ်ကဟာဝိုင်ကျုံးပေါ်ကိုပြုတ်ကျလာပါလိမ့်ရော။အဲ့ဒါနဲ့ Galactic Federation ကကဘာကျိုးဖျက်ဆီးပြဖို့စီစဉ်တယ်။ကံကောင်းကျင်တော့ကဘာမြေပေါ်ကချင်းတွေကသူတို့အတွက်တမိုးရှိတဲ့ရှားပါးမျိုးစိတ်ဖြစ်နေပြန်တော့ ဒါ experiment စစ်စူးစစ်ဆိုတဲ့အကောင်ကိုဖန်တီးခဲ့တဲ့ဒေါက်တာချမ်းမာကိုပဲပြန်ပြီးတော့ဖန်စီပေးဖို့ပေးယူလုပ်ပြီးတော့လွှတ်လိုက်ရတယ်။အဘာမီဘောကဟာဝိုင်ကျွန်းပေါ်ကိုပြုတ်ကျလာတဲ့ experiment စစ်စူးစစ်ကိုကုန်တင်ကား၃စီးကတက်ကြိတ်မိပြီးတော့မှသတိမေ့နေရတဲ့တဆင်ခွေးကြရာကိုရောက်သွားပါလေရော။ဟာဝိုင်ကျွန်းပေါ်မှာဒီဇလန်ရဲ့အဓိကဇက်ဆောင်ဖြစ်လာမဲ့လေလိုကတော့မိဘတွေမရှိတော့ဘဲနဲ့အမဖြစ်သူ နာနီနဲ့အတူတူနေထိုင်ပါတယ် သူ့မကအလုတ်တစ်ဖက်နဲ့မို့လို့လီလိုကိုဂယူမဆိုင်နိုင်တဲ့အပြင်သူတို့ညီမနှစ်ယောက်ကလည်းတိတ်ပြီးတော့မတည့်ကြဘူးလီလိုကအထူးထူးဆန်းဆန်းနေတွေးတဲ့လှုပ်တက်တာမို့လို့ကျောင်းမှာလည်းတငယ်ချင်းတွေကသူ့မကိုအတူတူကစားဖို့တောင်ရှောင်ဖယ်ပါတယ်ကစားဖို့လိုချင်နေတဲ့လီလိုကိုသူ့မနာနီယာခွေးလေးတစ်ကောင် မွေးပေးဖို့ဖြစ်လာပါတယ်ခွေးကရမှာရောက်နေတဲ့ Experiment 626ကိုလီလိုကမြင်မြင်ချင်းသဘောကျသွားပြီးတော့ Stick လို့နာမည်ပေးလိုက်ပါတယ်ဖတ်ပြေးဖို့လုပ်နေတဲ့ Stick ကလည်းသူ့ကိုဖမ်းဖို့ရောက်လာတဲ့ဒေါက်တာဂျမာတို့ကိုမြင်ပြီးတော့မှာ အဲလီလိုနားကိုခဏကတ်နေဖို့ဆုံးဖြတ်လိုက်တယ်။အဲလီလိုနဲ့စတစ်ကဟာဝိုင်ကျွန်းပေါ်မှာဘလိုတွေမှွေနောက်ပြီးတော့ဘလိုတွေတောင်းချမ်းမလဲ။သူတို့ကိုလိုက်ဖမ်းဖို့စူးစမ်းနေတဲ့ဒေါက်တာချန်ပါတို့လက်ကရောဘလိုလွတ်မြောက်အောင်လုပ်နိုင်မလဲဆိုတာကိုဒီဂိမ်းထဲမှာကစားရမှာပဲဖြစ်ပါတယ်။ဒီဂိမ်းရဲ့ဆော့ရတဲ့ပုံစံကကျွန်တော်အရင်ဗီဒီယိုလုပ်ပေးခဲ့တဲ့ Crash Bandicoot ဂိမ်းလိုမျိုးပဲ Roblox လေးသွားတာမျိုးဖိတိုက်သွားတဲ့ platform ဂိမ်းမျိုးတွေမကဘဲနဲ့ Crash Bandicoot ဂိမ်းတွေအရလို့နောက်ပြန်ပြေးရတဲ့ပုံစံမျိုးအထိပါဆင်တူပါတယ်။ ဟာဝိုင်ကျွန်းတစ်ကျွန်းလုံးကိုပတ်သွားအောင်ဖြစ်ပြီးတော့မှလီလိုတလဲစတစ်တလဲဆော့အောင်ပါအခန်းစနှစ်ခန်းအထိပါဝင်ပြီးတော့မှတယောက်၆ခန်းစီဆော့အောင်တစ်ခန်းနဲ့တစ်ခန်းအကူပြောင်းပါလဲဘော့စ်တင်နဲ့တိုက်ခိုက်ရမှာဖြစ်ပြီးတော့မှအဲ့ဒီဘော့စ်တွေကလည်းတော်တော်လေးလွယ်ကူတဲ့အထက်ကိုပါတယ်နောက်ပြန်ပြေးရတဲ့အခန်းတွေကတော့နည်းနည်းလေးခတ်ပါတယ်အခုရှိတာကတစ်ခန်းစီတိုင်းမှာလိုက်ပြီးတော့စုဆောင်အောင်ပစ္စည်းတွေကမစုံမချင်းကိုအဲ့ဒီအခန်းကိုနိုင်ရင်အောင်မှပြန်ပြီးတော့ဆော့အောင်ပါ အလွယ်ပြောရလို့ရှင်ပစ္စည်းတွေစုံမတာဂိမ်းရပြီးရပါဒီဂိမ်းရဲ့ graphic က PS1 ဂိမ်းတွေထဲမှာနည်းနည်းညံ့တဲ့အထည်ကိုပါတယ် glitch တွေရှိတယ်တချို့နေရာတွေမှာမသေးသက်တာမျိုးပြီးတော့ဆော့ရတဲ့အပိုင်းမှာလည်းခုန်တဲ့အခါ direction ကိုထိန်းနေရတော့ခဏခဏပြုတ်ကျတာမျိုးတွေကိုကြုံရတယ်အဆိုးဆုံးကတော့ဒီကောင်ပဲဒီကောင်ကဘလို့ရှောင်းအမန်းကိုမသိဘူးကျန်တာတော့ထူ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 တိတ်မရှိဘူးပုံမှန်အပြင်းပြေအေးဆေးဆေးလေးနဲ့မလောင်ကျင်တဲ့သူတွေစော့ကြည့်တဲ့ဂိမ်းလေးဖြစ်လို့ လိုက်အရှင်မကြည့်ခင် try ကြည့်တင်ပါတယ်ဒီ game လေးကခိုးနှီးရေလည်းတိတ်မပါသလိုလျှို့ဝှက်ချက်တွေလည်းတိတ်မရှိတဲ့အတွက်များများဆဆတော့ပြောစရာမကျန်တော့ဘူးရှိရတစ်ကလေးတွေကိုပြောရမယ်ဆိုလို့ရှိရင်လီလိုကဗူဒူးတက်ပါတယ်လီလိုအနေနဲ့ဆော့ရတဲ့အခန်းတွေမှာအစိမ်းရောင်ဇွန်လေးတစ်ချောင်းတလေရှိတတ်တယ်အဲ့ဒီဗူဒူးဇွန်လေးကိုရင်ဆိုင်ရခတ်တဲ့ရန်သူကို တွေ့မှသာထရီဂန်ခလုတ်ကိုနှိပ်ပြီးတော့အသုံးပြုပါ ပြီးတော့ stick ကအစိတ်အနာမှွေရာတို့ကိုတုံးလို့ရပါတယ်။လမ်းမှာတွေ့တဲ့ coffee လေးတွေကိုတောက်ရင်းနဲ့ velvet down က stick အယုတ်လေးကအနီရောင်ပြောင်းသွားမယ်ဆိုလို့ရှိရင်ခြေထောက်နှစ်ဖက်နဲ့ထပြေးနိုင်မှာဖြစ်ပြီးတော့မှ movement speed ကလည်းအရန်ကိုမြန်လာပါလိမ့်မယ်။အဲ့လိုအနီရောင်ပြောင်းသွားတဲ့အခါ trigger ခလုတ်ကိုနှိပ်ပြီးတော့ power သုံးလို့ရပါလိမ့်မယ် stick ရဲ့ power အလုံးပြောင်းပြီးတော့လှိမ့်နာပါပဲသူကတော့9စက္ကန့်လောက်ပဲကြာမယ်ပြီးရင်တော့ velvet down က stick အယုတ်ကပုံမှန်အတိုင်းပြဖြစ်သွားမှာပါ အယောင်နီလာဖို့ကတော့ကော်ဖီလေးတွေကိုပြန်ပြီးတော့စုရမှာပဲဖြစ်ပါတယ်အခုပြပြပေးခဲ့တာလေးတွေကတော့လီလုံးရဲ့ stick game ရဲ့ tips and trick လေးတွေနဲ့ game ချင်းလေးတွေအကြောင်းပဲဖြစ်ပါတယ်တခြားသောချီကုတ်တွေနဲ့ခိုးတဲ့နီးတွေရှိနေပေမဲ့လည်းအဲ့ဒါ game ကိုထစ်စေတာမို့လို့ချီကုတ်တွေနဲ့ခိုးတဲ့ဟာကိုမစော့ဖို့အကြံပေးလိုက်ပါရစေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ပြန်တွေ့ပါဦးမယ်အားလုံးပဲ see you guys Didn't Even get to cross.